ยิมจือร้องริวยามทังโทอนวังโสเมนกาอยู่ตีญิเอชันพื้นเปียวปุนกาเมกูเปจาสุခင်မင်းလေးစားရပါတော့မဲဆန္ဒရှင် မိဘပြည်သူများအလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ကျမကတော့ဘိုးမျိုးသားဖွဲ့ချုပ် BNO ပါတီဘိုးအလုံးအမှုဆောင်ဖွဲ့ဝင်နိုင်ရီဝင်းခေါ်နားလုံခံဖြစ်ပါတယ်ရှင်။ကျမအနေနဲ့ 2025ခုနှစ်နဲ့2026ခုနှစ်တွင်ကျင်းပပြုလုပ်သွားမည်အထွေထွေရေကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ရေကောက်ခံမည်ဘိုးအမျိုးသားဖွဲ့ချုပ် BNO ပါတီအကြောင်းမိတ်ဆက်တင်ပြပေးတော့မှာဖြစ်ပါတယ်ရှင်။ပထမဦးစွာကျမတို့ဘိုးအမျိုးသားဖွဲ့ချုပ် BNO ပါတီစတင်ဖွဲ့စည်းတည်ထောင်လာခဲ့သည့် သမိုင်းချင်းချုပ်ကိုတင်ပြပါရစေရှင်။2030ခုနှစ်မတ်လ24 25တို့တွင် ဘိုးမျိုးသားညီလာခံတရက်ကိုကျင်းပခဲ့ရာဇိုဘာညီလာခံကိုဘိုးမျိုးသားခေါင်းဆောင်ဦးအောင်ခမ်းတီဦးဆောင်သည့်ဘိုးမျိုးသားအဖွဲ့ချုပ် BNO ပါတီမှခေါင်းဆောင်များပြည်ထောင်စုဘိုးမျိုးသားအဖွဲ့ချုပ်ပါအမဖမှခေါင်းဆောင်များဘိုးစာပင်နှင့်ယဉ်ကျေးမှုအဖွဲ့တီတီတို့မှခေါင်းဆောင်များဦးခွန်ချင်းမောင်ဦးဆောင်သော ရလာလာဖအဖွဲ့မှခေါင်းဆောင်များတက္ကသိုလ်တီတီရှိဘိုးစာပင်နှင့်ယဉ်ကျေးမှုဆက်ကော်မတီများမှခေါင်းဆောင်များ ဘောလူမှုအဖွဲ့အစည်းတီးတီးမှခေါင်းဆောင်များရန်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးတို့မှလူထုကိုယ်စားလှယ်များ၊တိပညာရှင်များ၊တပ်ပညာရှင်များစသဖြင့် အဖွဲ့အစည်းပေါင်းစုံအလွာပေါင်းစုံဒေသပေါင်းစုံများမှကိုယ်စားလှယ်များစုံလင်စွာတက်ရောက်ခဲ့ကြပြီးကျင်းပမိအထွေထွေရေကောက်ပွဲတို့သည်ဘိုးအိုတိုင်းရင်သားလူမျိုးကိုစားပြုပါတီအဖြစ်ဝင်ရောက်ရှင်းပြရေကောက်ခံနိုင်ရန်ဘိုးမျိုးသားအဖွဲ့ချုပ် BNO ပါတီကိုဖွဲ့စည်းတည်ထောင်သွားရန်တက်ရောက်လာသူညီလာခံကိုယ်စားလှယ်အားလုံးတို့ကသဘောတူညီခဲ့ကြသဖြင့်ဘိုးမျိုးသားအဖွဲ့ချုပ် BNO ပါတီကို2030ခုနှစ်တွင်စတင်တည်ထောင်ဖွဲ့စည်းခဲ့ပါတယ်ရှင်။ ခင်မင်းလေးစားရပါတော့မဲဆန္ဒရှိမိဘပြည်သူများရှင် ဘိုးတိုင်းရင်သားနှင့်အတူနေညီနောင်တိုင်းရင်သားမိဘပြည်သူတို့၏တခက်နှင့်အားပေးဝမ်းရံထောက်ခံခဲ့မှုတို့ကြောင့်ကျွန်တော်တို့ပိုးမျိုးသားအဖွဲ့ချုပ် BNO ပါတီသည်2010ခုနှစ်ရွေးကောက်ပွဲတွင်ရန်ပြည်နယ်၌လွတ်တော်ကိုယ်စားလှယ်လောင်း10ဦးဝင်ရောက်ရှင်းပြရာလွတ်တော်ကိုယ်စားလှယ်10ဦးလုံးအရွေးကောက်ခံခဲ့ရပြီး2015ခုနှစ်ရွေးကောက်ပွဲတွင်ရှမ်းပြည်နယ်၌လွတ်တော်ကိုယ်စားလှယ်လောင်း17ဦးဝင်ရောက်ရှင်းပြရာလွတ်တော်ကိုယ်စားလှယ်10ဦးအရွေးကောက်ခံခဲ့ရပါတယ်ရှင်။ ထို့ရောရေကောက်ခံခဲ့ကြရသဖြင့်လွတ်တော်တည်တည်နှင့်ပိုအိုကိုပိုင်အချုပ်ခွင့်ရဒေတာ UC အဖွဲ့တို့တွင်ဒါဝင်ထမ်းဆောင်ခွင့်ရရှိခဲ့ရာဗိုလ်မျိုးသားအဖွဲ့ချုပ် PNO ပါတီ၏လွတ်တော်ကိုယ်စားလှယ်တို့သည်နိုင်ငံတော်နှင့်မိဘပြည်သူတို့၏အကျိုးစီးပွားဖြစ်ထွန်းစေရေးတို့ကိုဆွမ်းဆွမ်းတမန်စ조사ဆောင်ရွက်ပေးခဲ့ကြပါတယ်ရှင်။ ရေကောက်ဖွဲ့တီတီတို့တွင်အနိုင်ရရှိခဲ့သောကျမတို့ပိုးမျိုးသားအဖွဲ့ချုပ် BNO ပါတီသည်လူမှုဘဝမြင့်မားဖို့နဂါးကိုမဲပေးဆို့ဟူသည့်2030ခုနှစ်ရေကောက်ဖွဲ့ဆောင်ဖို့ဒေတာဖွင့်ဖြိုးတိုးတက်ဖို့နဂါးကိုမဲပေးကြဆို့ဟူသည့်2015ခုနှစ်ရေကောက်ဖွဲ့ဆောင်ဖို့နှင့်လူမှုစီးပွားတိုးတက်ဖို့နဂါးမဲကိုထဲကြဆို့ဟူသည့်ရေကောက်ဖွဲ့ဆောင်ဖို့တို့အတိုင်းနိုင်ငံတော်နှင့်မိဘပြည်သူလူထုတို့အတွက်ဒေတာဖွင့်ဖြိုးတိုးတက်ရင်း လူမှုစီးပွားသုံးသပ်ရေးတို့ကိုရှေးရှုက NCA ပြဋ္ဌာန်းချက်တို့နှင့်အညီဗဟုလူမျိုးအလိုက်အမျိုးသားအစ်စ်နိုင်ငံရေးဆွေးနွေးပွဲကိုဦးစီးဦးဆောင်ခြင်းပါခြင်းပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တို့တွင်တက်ကြွစွာပါဝင်ဆောင်ရွက်ခြင်းဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းတို့တွင်အလေးထားပါဝင်ဆောင်ရွက်ခြင်းတိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်ဆောင်ရှောက်သည့်ဥပဒေနှင့်ဤဥပဒေတို့ပြဋ္ဌာန်းလာနိုင်စေရန်စွမ်းစွမ်းတမန်ပါဝင်ကြိုးပမ်းဆောင်ရွက်ခြင်း ပြည်သူလူထုတို့၏လိုအပ်ချက်တို့ကိုတိရှိဆောင်ရွက်ပေးနိုင်ရန်ပြည်သူလူထုတို့နှင့်တွေ့ဆုံဆွေးနွေးခြင်းလူငယ်နှင့်အမျိုးသမီးစွမ်းရည်မြင့်တင်ပေးခြင်းအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းအလုပ်အကိုင်ခွင့်လန်းများဖော်ဆောင်ပေးခြင်းမိဘပြည်သူတို့အတွက်အချိန်နှင့်အမျှပြန်ကြားရေးလုပ်ငန်းများဆောင်ရွက်ခြင်းမဲဆန္ဒရှင်ပြည်သူကိုစားလွတ်တော်အစည်းအဝေးတို့တွင်အဆိုများတင်တွင်ခြင်းနှင့်ဆွေးနွေးခြင်းမဲဆန္ဒရှင်ပြည်သူများကိုစားလွတ်တော်အစည်းအဝေးတို့တွင် ကျဲပွင့်ပြမိခွန်းများနဲ့ကျဲပွင့်မပြမိခွန်းများကိုတင်ပြမိများချင်းမြို့သားလက္ခဏာနဲ့သမိုင်းမွေနည်းများထိမ့်သိမ့်မြင့်တင်ပေးခြင်းလမ်းတရားလက်စစ်မီစာတင်ကြောင်းစေပင်ခန်းရချီရေးနဲ့အစီမြင့်တင်ရေးအစရှိသည့်ဒေတာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးခြင်းတံပိုးမြင့်စိုက်ပျိုးရေးထုတ်ကုန်များထုတ်လုပ်နိုင်စေရေးအားပေးကူညီဆောင်ရွက်ပေးခြင်းမိသားစုဝင်ငွေတိုးစေသည့်တပိုင်းတိုင်းအသက်မွေးဝမ်းကြောင်းလုပ်ငန်းများနဲ့ ၊မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်အားပေးကူညီဆောင်ရွက်ပေးခြင်း။ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာစေရန်အားပေးကူညီဆောင်ရွက်ပေးခြင်း၊ကျမရေးကိုအထောက်အကူပြုသည့်အားကစားလှူရှာမှုတို့ကိုအားပေးကူညီဆောင်ရွက်ပေးခြင်း၊တဘာဝဘေးဒဏ်သည့်မိဘပြည်သူများအားပံ့ပိုးကူညီပေးခြင်း၊လူငယ်ကိုအန္တရာယ်ပြုနေသည့်မူရည်စေဝါတုံးဆဲမှုများပပျောက်ရေးအသိပညာပေးလုပ်ငန်းတို့ကိုဆောင်ရွက်ခြင်း၊အစရှိသည့်မိဘပြည်သူအချို့ပြုလုပ်ငန်းများကို လွတ်တော်မြတ်မသစင်တော်၎င်းဘိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဦးစီးအဖွဲ့အနေဖြစ်တော်၎င်းနိုင်ငံတော်အစိုးရအဖွဲ့အစည်းနှင့်တပ်ဆိုင်ရာလူမှုအဖွဲ့အစည်းတီးတီးတို့နှင့်လက်သွဲဆောင်ရွက်ရတော်၎င်းဒေတာခန့်မီပြည်သူလူထုတို့နှင့်ညီနိုင်ပေါင်းဆက်ရတော်၎င်းနိုင်ငံအကျိုးပြုလုပ်ငန်းနှင့်မိဘပြည်သူလူထုအကျိုးပြုလုပ်ငန်းတို့ကိုကျမတို့ပါတီကစွမ်းစွမ်းတမန်ဂျိုးပန်းဆောင်ရွက်ပေးခဲ့ပါတယ်ရှင်။ခင်မင်းလေးစားရပါတော့ မဲဆန္ဒရှင်မိဘပြည်သူများရှင်ကျမတို့ပိုးမျိုးသားအဖွဲ့ချုပ် BNO ပါတီသည်မိဘပြည်သူလူထုကြမှာပေါက်ဖွာလာသောပါတီတရက်ဖြစ်သည့်ဖြစ်မိဘပြည်သူလူထုတို့၏အရေးအရာကိစ္စရပ်များနှင့်လိုအပ်ချက်များကို ပါတီ၏အရေးအရာကိစ္စရပ်များနှင့်လိုအပ်ချက်များအဖြစ်အလေးအနက်ခံယူကာအဆိုပါမိဘပြည်သူလူထုတို့၏အရေးအရာကိစ္စရပ်များနှင့်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်စေရန်အစဉ်တစိုက် နီလန်ကောင်းများကိုရှာဖွေပြီး ဂျိုးပန်းအကောင့်ထဲပေါ်ဆောင်ရွက်ပေးလက်ရှိပါတယ်ရှင်။လက်ရှိကာလတွင်မိဘပြည်သူတို့အတွက်အ धिक လိုအပ်နေသည့်လိုအပ်ချက်မှာဒီငိန်အေးချမ်းရေးနှင့်ကဏ္ဍအတီးတီဖွံ့ဖြိုးတိုးတက်ရေးတို့ပင်ဖြစ်ကြောင်းကိုသိမြင်တွေ့ရှိရပါတယ်ရှင်။ဒေတာတင်းငိန်အင်းချမ်းပါမမိဘပြည်သူလူထုတို့ဤဂျမားရေးပညာရေးစီးပွားရေးအစရှိသည့်ခဏအတီးတီဖွံ့ဖြိုးတိုးတက်ရေးတို့ကိုကောင်းမွန်အစဉ်ပြေစွာဆောင်ရွက်နိုင်ကြမည်ဖြစ်ပါတယ်ရှင်။တို့ဖြစ်ပါရဲ့ ဒီငိမ့်အေးချမ်းရေးနှင့်ခန္ဓာအတီးတီးဖွံ့ဖြိုးတိုးတက်ရေးသည်ကျမတို့နိုင်ငံသူနိုင်ငံသားများအလုံးအတွက် အသက်သမျှအရေးကြီးနေသောအရေးကိစ္စပင်ဖြစ်ပါတယ်ရှင်။တို့ဖြစ်ရာကျမတို့ပိုးမျိုးသားအဖွဲ့ချုပ် BNO ပါတီသည်ဒီငိမ့်အေးချမ်းဖွံ့ဖြိုးဖို့ငကားမဲကိုပေးကြဆို့ဟူသည့်ရေကောက်ပွဲဆောင်ဖို့အတိုင်းဒီငိမ့်အေးချမ်းရေးနှင့်ကဏ္ဍအတီးတီးဖွံ့ဖြိုးတိုးတက်ရေးကိုအလေးထားဆောင်ရွက်သွားမှာဖြစ်ပါကြောင်းကို မိဘပြည်သူလူထုတို့အားအတိပေးတင်ပြအပ်ပါတယ်ရှင်။အဆိုပါတည်ငြိမ်အေးချမ်းရေးနှင့်ကဏ္ဍအတီးတီးဖွံ့ဖြိုးတိုးတက်ရေးကိုအလေးထားဆောင်ရွက်သွားနိုင်ရန်လာမည့်2025ခုနှစ်အထွေထွေရေးကောက်ပွဲတွင်ကျမတို့ပိုးအမျိုးသားအဖွဲ့ချုပ် PNO ပါတီအနေဖြင့်အမျိုးသားလွတ်တော်ပြည်သူလွတ်တော်ပြည်နယ်လွတ်တော်တို့အတွက်ရှမ်းပြည်နယ်အတွင်းမဲဆန္ဒပေါင်း29နယ်တွင်လွတ်တော်ကိုယ်စားလှယ်လောင်းပေါင်း52ဦးဖြင့်ဝင်ရောက်ရှင်းပြိုင် အရွေးကောက်ခံသွားမှာဖြစ်ပါကြောင်းမိဘပြည်သူလူထုတို့အားအတိပေးတင်ပြအပ်ပါတယ်ရှင်လွတ်တော်ကိုယ်စားလှယ်လောင်းပေါင်း52ဦးတို့ဒီနိုင်ငံချစ်စိတ်နှင့်မျိုးရှိစိတ်တို့ပြေဝါကြပြီးစွမ်းဆောင်ရည်မြင့်မားကြသူများဖြစ်ကြကာအားလုံးဤပါတို့ဒီပညာရက်အတီးတီးတို့၌တက်မြောက်ဘွဲ့ရကြသူများပင်ဖြစ်ပါတယ်ရှင်မျိုးဆက်တဲ့လူငယ်နှင့်အမျိုးသမီးတို့ဘိုးမိုးပါဝင်လာနိုင်စေရန်ရည်ရွယ်၍ရေကောက်ပွဲတွင် ဝင်ရောက်ရှင်းပြကြမိကျမတို့ဘိုးမျိုးသားဖွဲ့ချုပ် PNO ပါတီဤလွတ်တော်ကိုယ်စားလှယ်လောင်းတို့တွင်အသက်40အောက်လူငယ်59ရာခိုင်နှုန်းနှင့်အမျိုးသမီး20ရာခိုင်နှုန်းပါဝင်ပါကြောင်းကိုလည်းမဲဆန္ဒရှင်မိဘပြည်သူတို့အားလေးစားစွာအသိပေးတင်ပြအပ်ပါတယ်ရှင်။ခင်မင်လေးစားရပါတော့မဲဆန္ဒရှင်မိဘပြည်သူများရှင်ကျမတို့ဘိုးမျိုးသားဖွဲ့ချုပ် PNO ပါတီဤ2025ခုနှစ်မှ2030ခုနှစ်ထိ အလေးထားဆောင်ရွက်သွားမည်ရှေးလုံငန်းစဉ်တို့ကို အောက်ပါအတိုင်းလေးစားစွာတင်ပြအပ်ပါတယ်ရှင်တဒေတာငိမ့်ချမ်းရေးပြီးတောင်စုငိမ့်ချမ်းရေးဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုခြေခံသောပြီးတောင်စုတည်ဆောက်ရေးအတွက်အလေးထားဆောင်ရွက်သွားမည်နှင့် လူမျိုးဘာသာမရွေးလူသားများအလုံးငိမ့်ချမ်းစွာအတူရှင်သွဲနေထိုင်ရေးတိုင်းရင်းသားများယဉ်ကျေးချစ်ကြည်ရေးနှင့် စီလုံးညီညွတ်ရေးအတွက်အလေးထားဆောင်ရွက်သွားမည်၃ ပြည်သူလူထုလုံခြုံမှုရရှိရေးကျန်းမာရေးပညာရေးမြန်မာရေးနှင့်လူမှုစီးပွားမြန်မာရေးအတွက်အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်။၄လူငယ်များတင့်လျော်သည့်အလောက်ကံရရှိရေးနှင့်တဘာဝပတ်ဝန်းကျင် ထိခိုက်မှုအ ਨੇ ဆုံးဖြင့်ဤပညာကိုခြေခံသော စီးပွားရေးလုပ်ငန်းများ အားကောင်းလာရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်။၅ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်။၆ ဘိုးလူမျိုးနှင့်အတူနေညီနောင်တိုင်းရင်းသားများ၏ယဉ်ကျေးမှုဒလေထုံးတမ်းများသမိုင်းအမွေနှင့်များနှင့်အခွင့်အရေးများအလုံးကိုအလေးထားကာကွယ်စောင့်ရှောက်မြင်တင်သွားမည်ခုနှစ်ဘိုးလူမျိုးတို့၏ဂိုအင်ဂါရက်များနှင့်လျော်ညီသည့်ရပိုင်ခွင့်နှင့်လှုပ်ပိုင်ခွင့်များရရှိအောင်ဥပဒေနှင့်အညီအလေးထားဆောင်ရွက်သွားမည်ရှစ်အထူးဒေတာ၆အတွင်းရှိတိုင်းရင်းသားပြည်သူများ၏လူမှုဘဝအလုံးချုံအေးချမ်းရေးအတွက် စီယုံရေးကာကွယ်ရေးနဲ့လုံခြုံရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားမည်ကိုအထူးဒေတာ6နှင့်ဗိုလ်လူမျိုးများနေထိုင်ရာဒေတာပေါ်လွင်ထင်ရှားမှုရှိစေရန်ဂျိုးပန်းဆောင်ရွက်သွားမည်တို့ပဲဖြစ်ပါလေရှင်။ညီကုံချုံအနေဖြင့် ကျမတို့ဘိုးအမျိုးသားဖွဲ့ချုပ် BNO ပါတီသည်မိဘပြည်သူလူထု၏လွတ်တော်ကိုယ်စားလှယ်အဖြစ်မိဘပြည်သူလူထုတို့ကရွေးကောက်တင်မြှောက် စေလွတ်ပါကမိဘပြည်သူလူထုတို့ကိုယ်စား ိုင်ငံရေးရာကိစ္စရက်များပြည်သူရေးရာကိစ္စရက်များဒီငိမ့်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရက်တို့ကိုမိဘပြည်သူလူထုတို့အတွက်စွမ်းစွမ်းတမန်ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဘိုးမျိုးသားဖွဲ့ချုပ် BNO ပါတီကိုမိဘပြည်သူလူထုတို့ကအားပေးဝရန်ဆနမဲပေးကြလိမ့်မည်ဟုလည်းကျမတို့ပါတီကမိဘပြည်သူလူထုတို့ကိုအပြည့်အဝယုံကြည်အားကိုးပါကြောင်းနှင့် ဘိုးအမျိုးသားဖွဲ့ချုပ် BNO ပါတီကိုဆန္ဒမဲပေးကြမိမဲဆန္ဒရှိမိဘပြည်သူတဦးချင်းစီတို့အားယေရှုအထူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါတယ်ရှင်။ကြီးစုနာစင်ခဲကြသည့်မိဘပြည်သူလူထုများအားလုံးကိုယ်စိတ်နှဖျားစမ်းမာချမ်းသာကြပါစေကြောင်းကျွန်တော်ဘိုးအမျိုးသားဖွဲ့ချုပ် BNO ပါတီမှစူတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။အားလုံးကိုယေရှုတင်ပါတယ်ရှင်။ งิมจือร่องริวยามทั้งทูอนวางโสเมนกาอยู่ตีเนยเอชาพื้นผิวโพนกาเมโกปีจาสุ โอซอนทูดาเล็บยามันบันเธอรักษาไว้เธอทำมาโนเนรีเกี่ยวช่องเนื้ออันคุมมาเลยเต็มเป็นรักรักเท่าที่สื่อสื่อ from from the จต้องจูซีเออเฮ้ยฮักเออเฮ้ยบางจะรอง ลໍາโกโนยາากับคือบะทันองบะอัมมันโนสักโกทิกทันเกเกสตาวนปังเถอนิก kim kham kwa ryu ni ka am ong thung mong ngam yong hun sang sa mok kon ni rap ra ni kham hau ratana kon hau po ka au kyo na ka amai hoi ni tong choi na ka me yo so wang 困嘛的看啥球？哦，会啊，多冷快，会当热热，啊，冷又得气。ยามเทสุมบามืนสะอควังเรกะเพปะโอโหกำราชา มีปะโอโหกำถึงบาคนณเคิดผูดเวเพกะเธอองคน คำเฮารัตนา